ော့မှကိုကိုတက်လက်လက်ထဲဦးထည့်လိုက်တာပေါ့ကိုကလည်းရမ်းပိန်တော့ဖြုတ်ကနေအလိုမျိုးပါသွားတာလေးပေါ့ဟုတ်ကောင်ပေါ့ဘာအရင်ပူနေအချိန်ဆိုတော့ကလည်းကိုအာနာကိုကလည်းသူ့အာနာပေါ့ဘဘောတော့အဲ့လိုမျိုးဟာတက်ခါရိုက်လို့ရှိရင်အဲ့လိုမျိုးကိုသဘောကျတဲ့စင်လေးတွေဆိုလေကိုကိုယ်တိုင်အဲ့လိုမျိုးအရင်ရီပြီးမှပဲရိုက်ဖြစ်တယ်ပေါ့နော်ဒီလိုဝသွားပြီးဆိုမှရိုက်တာပေါ့ကိုကြီးကိုကြီးဒီအိမ်မှာရှိနေဆိုညီမလေးသိရဲ့နော် ိဖွက်မလာလို့ရှိရင်တော့ဂဲနေသူ့ပါအမတ်ကြီးရီကတော့အများကြီးပဲပေါ့နော်ဒီထဲမှာတော့တကယ်ဝိုင်းရင်းဥပညာရှင်တွေနဲ့ဒါနောက်ထပ်တကားပြန်လည်ဖန်တီးခွင့်ရတဲ့ကားလေးပေါ့နော်ဆိုတော့ရကူးနေစကလာပါလေဟိုတော့တော့ဘာလို့အဲ့လိုရင်ပြတဲ့စင်းနေ or စင်းနေအများကြီးရိုက်ခဲ့ရဆိုတော့အာဘလို့ပြောင်းနေတဲ့အာနာခဲ့ရတာမျိုးလည်းရှိရပါဘူး ပြလောက်ပါတော့တွေ့ရနေလုံးဝခေါ်ခိုင်းတာကိုကိုကိုလည်းအဲ့လိုမျိုးဒီပေါ်ရင်းလို့ဟိုကိုပြောမယ်တစ်ဖြစ်တစ်ကက်ရွာတာပေါ့ကြားသလားလေးလိုလားကလေးကလေးတွေကိုကြားလေးနဲ့ရအောင်ဟုတ်တယ်မို့သူလည်းညက်သွားလို့ညက်သွားတယ်ဒီကားလေးကတော့ခုနပြောလို့ ေါ့နော်ဟိုတယောက်နဲ့တယောက်အဲကမစထရီမိမိနဲ့ပြစ်သက်တွေဒီလဲသဘောကျမယ်လို့မျောနေနေပေါ့နော်ဆိုတော့ဒီကားလေးကခုလိုမျိုးဟိုဘယ်လိုပြောမလဲခုဆိုလို့ရှင်ရုပ်ရှင်တွေကတော့ယုံကြည်ကြရပေါ့နော်ပြစ်သက်တွေအနေနဲ့အဲဟာတာကိုနော်ဘောဆိုရင်ဒရမာအရှိမ series တွေလည်းရိုက်ထားများတော့လေဟာတာအနေနဲ့နော်ဘောရဲ့ character ကိုထွက်တာလေးကိုလာကြည့်ချင်တဲ့ဆိုလို့ရှင်တော့လာပြီးအပေးဖို့လို့နော်ဘောဖိတ်ခေါ်ချင်တယ်ပေါ့နော်ဟိုဒီကတော့ဘယ်လိုပြောမလဲပညာရှင်တွေလည်းများရတယ်ပေါ့ဆိုတော့အဲခဏကြာလေးပြစ်သက်တွေစိတ်အပန်းဖြေနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ် ောအချိန်ဝါးတဲ့စိတ်လေးပါတယ်ဟုတ်အမတရားလေးပြောပြလေးအမတရားရယ်ဆိုတော့မရှိပါဘူးကိုရှိပြီးတော့မှကိုကိုတက်လက်လက်ထဲကိုထည့်လိုက်တာပေါ့ကိုကလည်းရမ်းပိန်တော့ဖြုတ်ကနေအဲ့လိုမျိုးပါသွားတာလေးပေါ့ဟုတ်အဲ့တော့နည်းနည်းအာနာခဲ့ရလားကိုကိုချိရတယ်ဒါပေါ့ကိုအရင်ပူနေတဲ့အချိန်ဆိုတော့ तू ကလည်းကိုအာနာကိုကလည်းသူ့အာနာပေါ့ဘဘောတော့အဲ့လိုမျိုးဟာတက်ကရိုက်လို့ရှင့်အဲ့လိုမျိုး ကိုသဘောကျတဲ့စင်လေးတွေဆိုလေကိုကိုယ်တိုင်အဲ့လိုမျိုးအရန်ရီပြီးမှပဲရိုက်ဖြစ်တယ်ပေါ့နော်ဒီလိုဝါသွားပြီးဆိုမှရိုက်တာပေါ့ဆိုတော့ဒီကားလေးကအခုဆိုရင်ဒါမေလာကိုရဲ့နေ့ကနေစပြီးတော့ပေါ့နော်မြန်မာတိုင်းငံလုံးမှာယုံတင်ပြသပါတော့မယ်ဆိုတော့အာဆရာဆရာကြီးရုပ်ရှင်ကာကြီးကိုလာရောက်အပေးဖို့အတွက်အားလုံးဖိတ်ခေါ်ချင်ပါတယ်ရှင်။ချူလီရဲ့အမတ်ရတရားလေးမိရှိပါအောင်ဒီဆရာဆရာကြီးဆိုတဲ့ရုပ်ရှင်ကာကြီးမှာချူလီကတန်တော်ဘူးဆိုတဲ့ကောင်မလေးနေရာနေပြီးတော့ ူစာလေးပြုဆောင်ထားပါတယ်။ဒီကောင်းမှာအဘောဘောနဲ့ရည်ရည်ရတဲ့ဆင်းရဲတော့အမတ်တရအဖြစ်ဆုံးမှာနှစ်ယောက်လုံးအမာရွတ်တွေလိုက်ရှာရရှိနေတော့ပါပဲ။အကောင်းဆုံးကြိုးစားထားပါတယ်။အရင်လေးရည်ရပါတယ်။အဲ့တော့အားပေးပါဘူးပြောချင်ပါတယ်ရှင်။ကျွန်တော်တို့ဆရာဆရာမလေးနော်ဘောအထိုင်းအမတ်တရစကားလေးပေါ့။ဆရာမင်္ဂလာပါရှင်။ဒီနေ့မှာအချင်းဘေးဘီကြောက်ရွံ့ပေးတဲ့သူတို့ပြောစီရအောင် 亲爱的，你不想写？那就就就讲好了，你上班完写，回家完就写嘛。今天就写。